အစီအစာချုပ်ဒီလွှတ်တော်ပြင်ပနီးနဲ့ကျွန်တော်တို့လက်နက်ကန်လာတဲ့အကြောင်းရင်းဖြစ်တဲ့ sub determination နဲ့ပါတာဖို့ဗျာဘလို့ federal standard democracy standard ဖြူစည်းပုံချေကောင်းပြီးဖြစ်အောင်လုပ်မလဲဆိုရဲလွှတ်တော်ပြင်ပနေနဲ့တွားတဲ့ဥစ္စာလွှတ်တော်တွင်မှာတို့ခင်ဗျားတို့သိတဲ့အတိုင်းပဲခြေကောင်းဥပဒေပုံမှန်2360တင်တယ်နော်နဲ့လွှတ်တော်တွင်မှာအခန်းစစ်နဲ့ပါတိုင်းပြင်ကြတာအဲ့ဒီမှာအဆိုပြုတာရှိမယ်ဖြူစည်းပုံချေကောင်းဥပဒေပုံမှန်တစ်ခုကိုပြင်မယ်ဆိုရင်ဆွေးနွေးတာရှိမယ်ပြီးမှအတည်ပြုတာရှိမယ် ပြီးမှဘလို့လုပ်ငန်းစီနဲ့သွားမယ်ဆိုရဲလုပ်ငန်းကုမ္ပဏီတွေဖွဲ့ရတာရှိရဲဒါလွတ်တော်တွင်းမှာရှိရဲအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုချင်းပုံမှာပြန်သုံးသပ်ရတဲ့လုပ်ငန်းဒါဖြတ်ပြီးပြီ2016မှာဆိုတော့ကြာတယ်တဘောတူကြီးချက်တွေအများကြီးအဆင့်ဆင့်ပြားတယ်အဲ့တော့အခုလွတ်တော်ပြင်မှနေနဲ့ NCA လမ်းကြောင်းတိုင်းတွားတဲ့အခါမှာအခုနကကျွန်တော်တို့နော်နတ်ဆက်ကလက်ထက်မှာ၄၀နဲ့၃ချက်ရပြီးပြီဒီပုံမှန်ကိုဘလို့ပြင်မယ်အတိအကျ ဟိုဘမ်ဘတ်ကကျွန်တော်တို့ရတာ1နဲ့3ဆိုတာကကျွန်တော်တို့ပါခေါ်မယ်သဘောတူညီချက်ပေးရသေးတာအခြေခံဥပဒေတစ်ခုမှဘေးပုံမှောက်ကိုဘလို့အသုံးနှုံးနဲ့ထည့်မယ်ဆိုတာမပါသေးဘူးအဲ့ဒီ3ချက်လောက်ကသဘောတူညီချက်3ချက်ကိုပြန်ပြီးဆွေးထုတ်လိုက်လို့ရှိရင်အခြေခံဥပဒေမှာဥပဒေပြောရင်ထိရောက်တဲ့ဥစ္စာတွေနေသွားလိမ့်မယ်ဆိုတော့ကဟိုမှာအချက်လက်များမယ်တကယ်တမ်းအသေးစိတ်ကိုပြန်ပြီးကျွန်တော်တို့စစ်ထုတ်လိုက်လို့ရှိရင်အခြေခံဥပဒေအခြေခံမှုဘယ်နှချက်ဘယ်နှချက်ဆိုတာကျွန်တော်တို့အတိအကျ ရလာမယ်ခါကြတော့ဟိုလောက်မများနိုင်တော့ဘူးအဲ့တော့53ချက်ဆိုတာများတယ်လို့ကျွန်တော်တုံ့တက်လို့ရတယ်အဲ့တော့ခုနခင်ဗျားပြောတဲ့မေခွန်ပို့ရုပ်ောက်ပွဲအလွန်မှာပို့ထွန်းလာမယ်လွတ်တို့ဒီ NCA လမ်းကြောင်းအတိုင်း process တခုကို သွားမှအခုနာပြောတဲ့ခြေခံဥပဒေပြင်ဆင်ခြင်းနဲ့လက်နက်ကန်ပြီးပခါရှုံငင်းရဲနဲ့ပတ်သက်လို့เนาะအာဝင်ဝင်ချသွားတဲ့လုပ်ငန်းတခု အပေါ်မှာအကျိုးရှိအောင်ဆောင်ရွက်နိုင်တာပို့ အယူကပ်ပွဲကတော့ဝင်ခွင့်ရပါဘူးအဲ့တော့ပါတီကတော့ရှိပါတယ်ပါတီကတော့လေ2020ယူကပ်ပွဲဝင်ခဲ့တယ်ဟိုနတ်ဆက်ကလက်ချက်မှာနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့ပြန်ပြီးမှတ်ပုံအစ်စ်ပြန်တင်တာပေါ့ re registration ပြန်လုပ်တာပေါ့အဲ့တော့ပါတီဘက်ကကျွန်တော်ပါဝင်လာမယ့်ယူကပ်ပွဲမှာ50တူနော်ဟိုမေဆာနာနေ3ခုမှာဟောမေဆန်လွတ်တော်3ရက်မှာမေဆာနာနေ50တခုနော် ဆိုတော့ PR ပါတယ် FPTP ပါတယ်ရှင်းပြမယ်ဆိုလို့ကျွန်တော်တင်ထားပါတယ်ကျွန်တော်က FPTP နဲ့အမျိုးသားလွှတ်တော်ပေါ့နော်စစ်တွေခရိုင်တင်ထားပါတယ်။အော်ကျွန်တော်တို့ကဟိုပြည်တော်စုတစ်ခုလုံးငင်းချရေးကိုဟိုစ조사နေကြတော့ပါ။ပြည်တော်စုတစ်ခုလုံးငင်းချမှုခုနပြောတဲ့ NCA တို့လာမဲ့လွှတ်တော်တို့နော်ပြည်တော်စုတစ်ခုလုံးရဲ့ငင်းချမှုကိုဒါဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်လက်နက်ကန်ပြည်ပကရှုပ်ငင်းသွားမယ်ဆိုရင်ရခိုင်ပြည်သူ ရှမ်းပြည်နေသည်ဘောပါလေအဲတိုင်းသားလက်နက်ကန်ပြိပကရှိတဲ့နေရာတိုင်းသည်ဟောဒါဖြည့်ရှင်းပြီးသွားဖြစ်သွားမှာပေါ့ဒီခိုင်တပြည်နေလေးကိုကွက်ပြီးတော့ကျွန်တော်တို့ကဟောဒါဖြည့်ရှင်းတာထက်ပြည်တော်စုတစ်ခုလုံးကိုဟောဒါဟို focus လုပ်ပြီးခါမှာဖြည့်ရှင်းခြင်းသည်ပြည်တော်စုတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးတွင်မှာအကျုံးဝင်သွားနိုင်တာပေါ့တိုင်းသားလက်နက်ကန်ဖွဲ့စည်းတွေမှာတစ်ခုနဲ့တစ်ခုကချိတ်ဆက်မှုရှိပါတယ် ်တို့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းများအားလုံးရဲ့နော်ဒါနိုင်ငံရေးမြှုပ်လင့်ချက်ပြမှတ်ချက်ကဘာလဲဖြစ်ရှင်းပြီးသားဖြစ်ရမယ်အခြေခံဥပဒေအရပြည်ပသားဖြစ်သွားရင်ရခိုင်ပြည်သူလူထုရော ရှမ်းလူထုရော နော်ဒါလက်နက်ကိုင်ပြည်ပကဖြစ်နေတဲ့နေရာတိုင်းကလူထုရောတည်ငြိမ်အေးချမ်းမှုရတာကိုခံစားရမယ်အဲ့တော့ကျွန်တော်တို့သွားတဲ့ပန်းတိုင်းပါဟိုဒီမိုကရေစီဆိုတာကလေအခုပညာရှင်တွေကလည်းပြောကြတာပေါ့လူထုရဲ့နော်ဒါဒီမိုကရေစီအခွင့်အရေးဟာမေးပိပိုင်ခွင့်အဲ့တော့ရွက်ကောက်ပွဲဒီဒီမိုကရေစီမှာမဖြတ် လို့မရတဲ့နော်ဒါနော်ဂိတ်ပေါက်တစ်ခုနော်ဒါဟိုသွားရတဲ့လမ်းကြောင်းရဲ့ဝင်ပေါက်တစ်ခုပို့ပြီးမှကိုယ့်ရဲ့ရပိုင်ခွင့်တို့မှာတော့နော်ဒါတောင်းရဆိုကြတာကိုတို့ဒီမိုကရေစီစနစ်ကိုယုံရင်ရွက်ောက်ပွဲကိုလက်ခံရမယ်အဲ့တော့ငင်းချမ်းစွာဖြည့်ရှင်းလို့ရနိုင်တဲ့အနေအထားရှိပါလျက်များဘာကြောင့်လက်နက်ကန်ကြမှာလဲဆိုရဲမေကုံးကလူလူကြားတွေကပြန်မေးလာပါလိမ့်မယ်အဲ့တော့လက်နက်မကင်သေးတဲ့ကိုပြည်တော်စုရဲ့ငင်းချမ်းမှုကိုရအောင် ဆောင်ကျင်းနိုင်တယ်ဆိုတဲ့ idea နဲ့အယူဆကိုလူလူသိအောင်နောက်မျိုးဆက်သိအောင်ကျွန်တော်တို့ကျင်ပြရမယ်ဆွေးနွေးရမယ်ပညာပေးရမယ်အဲ့တော့တိုင်းပြည်မှာမျိုးဆက်မျိုးဆက်တွေကတိုင်းပြည်ရဲ့တာဝန်ယူကြတာဟုတ်အဲ့တော့ကျွန်တော်တို့ကမျိုးဆက်เนาะငြိမ်းချမ်းမှုကိုမြန်လို့တဲ့မျိုးဆက်ပညာရှိတဲ့မျိုးဆက်ပို့ပြပညာဉာဏ်ရှိတဲ့မျိုးဆက်ပြည်တော်စုကြည့်ကိုเนาะဖက်တွေပြီးမှဟိုတည်မြဲအောင်တည်ထောင်အောင်ချုပ်ချာအာဏာခိုင်ခန့်အောင်ပုပ်ပလာပြည်တော်စုရဲ့နေနမိတ်တည်တတ်အောင်လုပ်တဲ့မျိုးဆက် အဲ့တော့နိုင်ငံကိုချစ်တဲ့မျိုးဆက်တခုကျွန်တော်တို့ကစီကိုအားအောင်မှာပေါ့နိုင်ငံအားအောင်အဲ့ဒါကြောင့်မလို့ရွေးကောက်ပွဲဒီလိုအပ်တယ်ဒီမိုကရေစီကျင့်ဆိုင်ကိုလက်ခံရဆိုရင်ရွေးကောက်ပွဲကိုဖြတ်တန်းရမယ်မေထစ်တင်တာပေါ့ဟောဆိုရင်မေမထစ်ပြီးလေနေနိုင်ခွင့်ကတော့ရှိတာပေါ့ဗျာဒါပေမဲ့မေထစ်ခြင်းအပြင်ကိုယ့်ရဲ့ငြိမ်းချမ်းစွာနော်ဒါမြန်မာနိုင်ငံရေးကိုနော်ဒါဖြည့်ရှင်းနိုင်တယ်ဟိုစစ်ကြောင်ဖြစ်တဲ့ဆိုးမွေတွေစစ်ကြောင်ဖြစ်တဲ့အနိဋ္ဌာရုံတွေ ကိုပြတ်အိမ်ပြတ်တို့ကိုကျွန်တော်တို့နော်နှစ်ပေါင်း80ကြို80နီးပါးလောက်နော်ဟိုဟိုကြီးလက်ဒေတာတိုင်းရင်းသားဒေတာဆိုပူတည်တာပါဟိုအကုန်လုံးစစ်ချောင်ဒုက္ခတွေပဲတဘာဝဘေးလူလုတ်ဘေးတွေဂျာထဲမှာတော်တော်လေးနှစ်ပေါင်း80နီးပါးလောက်အစိုးကျတန်တရားဒီမှာလေပတ်နေရတဲ့ခါကျတော့ဟိုဒီဥစ္စာနဲ့ပတ်သက်လို့ရက်ရှင်ရက်တင်ပြီးရက်ရှင်တန်ပြီးဆိုတဲ့သဘောလူလူကြားလေးမှာလည်းအဖြစ် ရနိုင်ပါတယ်အဲ့လိုအဖြေရဖို့အတွက်ခုနကပြောတဲ့ဒီမိုကရေစီကျင့်စဉ်အရာသွားမယ်ဆိုရင်ရွေးကောက်ပွဲတွေငင်းချမ်းစွာနိုင်ငံရေးအဖြစ်အဖြေထုတ်ခြင်းဖြစ်တဲ့အခါမှာမကျွန်တော်တို့ငင်းချတဲ့နီးနှံ့ကိုလိုချင်တဲ့အဖြေကိုရအောင်သွားသင့်တယ်ဆိုတဲ့ဖက်နယ်တို့ဆွေးနွေးတင်ပြလိုပါတယ်အဲ့ဒါကြောင့်မေးပေးဖို့လိုတယ်မိမိရဲ့ဆန္ဒကိုငင်းငင်းချမ်းချမ်းလေးနဲ့တော့ကိုကိုစားဆောင်ရွက်နိုင်တဲ့ပုံကိုယ်တွေကိုရွေးပြီးမှမြန်မာနိုင်ငံရဲ့အနာဂတ်ကိုတိဆောက်ပေးစေခြင်းအဲ့ဒီဘက်ကိုရွေးစေခြင်းလည်းလူထုပါ